အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်လည်းမင်္ဂလာပါ Manchester City ကမနေ့ကတော့ Brentford ကိုတကောကုန်းရှိနေနိုင်လိုက်တယ်ရာသီစ Wolverhampton ကို၄ဂိုးပြတ်နိုင်တဲ့အချိန်မှာ City ပြန်လာပြီး City အကောင်းဆုံးပုံစံတွေ့ရပြီလို့ဆိုထားပြီးတော့မှ Tottenham Hotspur ကိုအင်ကွဲမှာ၂ဂိုးပြတ်ရှုံးနေနောက် Brighton ကို ထပ်ပြီးတော့ထပ်ရှုံးသွားတဲ့နောက်ဆက်တွဲကနေ City okay ၃ပွဲပြီးမှ City သွားပြီဆိုပြီးတော့ဖြစ်သွားပြန်ရော အဲ့ကနေမှစ International Break အပြီးမှာ City ကစိတ်သစ်လူသစ် professional ပြန်စတယ်။ဒါအခုအဲ့နောက်ပိုင်းကနေ City ကအခုပုံစံကောင်းတဲ့အထူးအခုလောလောဆယ်ဇာထိတ်ကဒါဘယ်လိုပြောမလဲ။ဒါ Arsenal အသင်းနဲ့ City ကြမှာအမှတ်ကွာဟာမှုသုံးမှတ်ပဲရှိတော့တယ်။တကယ်ဆိုရင် Manchester City ရော Arsenal ရောကပြီးခဲ့တဲ့ International Break မှာ Liverpool နောက်မှာလုံးဝပြန်မလိုက်နိုင်ဘူးမလွယ်တော့တဲ့အခြေအနေမျိုးသူတို့ Brighton ကို2-1နဲ့သူတို့ရှုံးလိုက်တဲ့အချိန်ပထမ International Break ပြီးမှာ ဂွာဒီယိုလာအသင်းကသွားပြီးကြာသွားပြီးအော်ရာမရှိတော့ဘူးလို့ပြောတဲ့အထိဖြစ်လာတယ်တကယ်လည်းဟုတ်တယ်လေဘယ်သူမှမကြောက်တော့ဘူးဂွာဒီယိုလာကိုဒါပေမဲ့အခုအဲ့ City အသင်းကပြန်ပြီးတော့ step by step နဲ့ပြန်ရောက်လာပြီဟိုတနေ့က Jimmy Ora Ohara ကပါပြောလဲဆိုမီကယ်အာတီတာရဲ့ Arsenal သင်း favorite ဖြစ်တာတဲ့ကျွန်တော် personal ရဆိုရင်တော့တဲ့ champion ဖြစ်ဘူးတဲ့ City ကိုပို့ပြီးတော့သဘောကျတယ်ဒါသူပြောတာလည်းမိတ်ဆန်ဖြစ်တယ်ဘာလို့ဆိုတော့ City က champion ဖြစ်ဘူးတယ်ဗျာနောက်ဆုံး၈နှစ်အတွင်းမှာနောက်ဆုံး၈နှစ်အတွင်းမှာ6ကြိမ်ရဖူးထားတဲ့အသင်းဖြစ်တယ် ဆိုတော့အဲ့ဒါကလုံးဝမှန်ကန်တဲ့အချက်ဖြစ်တယ်အခု Man City ကအင်တာနက်ရှင်နယ်ဘရိတ်အပြီးမှာပဲ Manchester United ကိုသူတို့3ဂိုးပြန်တဲ့ Etihad မှာနိုင်တယ်နောက် Napoli ကို Etihad မှာပဲ2ဂိုးပြန်တဲ့နိုင်ပြီးတော့ Emirates ကိုလာပြီးတော့တကိုးစီတကယ်ကို နောက်ကျဂိုးနဲ့ကြောင့်သူတည်ကြပြီးတော့မှ Huddersfield Town ကိုဝေးကွမှာ2ဂိုးပြန် Burnley ကို5-1နဲ့နိုင်ပြီးတော့ Monaco ကိုနောက်ကျ penalty ကြောင့်သူတို့တည်ကြပြီးတော့အခုဒါ Brentford ကိုနိုင်တယ်တကယ်တော့အဲ့နောက်ကျဂိုး2ဂိုးကြောင့်သူတို့ပွဲအကုန်နိုင်တယ် ဆိုမန်စီးတီးကအခုဟာလန်ကိုသွင်းလိုက်တော့ကြောင့်ဟာလန်ကဒီယာဒီမှာကိုကိုသွင်းထားတဲ့အချိန်မှာအခုလာမယ့် international break မှာ city အတိုင်းနာထူးတော့သူတို့ခတ်တော့ခတ်မှာဘာလို့ဆိုအဲ့ feature လေးတွေကတိတ်ကန် faster ဖြစ်လာတဲ့အချိန်မှာလာမယ့် international break October မှာ city က Manchester City က Everton ကိုအိမ်ကွင်းမှာကမ်းမယ် Everton ကလည်း Jack Grealish ကကန်ဆိုးသွားနေပဲအငှားကစားတဲ့အတွက်ကြောင့်သူပါလို့မရဘူးဆို Everton တော့နည်းနည်းတော့အာရော့သွားမယ်အခြေအနေရှိတယ်ဘာလို့ဆိုအခုလောလောဆယ်မှာ Grealish က Everton ရဲ့အကောင်းဆုံးကစားသမားလို့ဖြစ်နေတဲ့အချိန်မှာ ဗီလာရီယယ်နဲ့ချန်ပီယံလိအဝေးကွင်းအက်စတိုဗီလာကိုဗီလာဘက်မှာအဝေးကွင်းဆွမ်စီကိုအဝေးကွင်းဘုံမောက်ကိုအင်ကွင်းဒေါ်မန်ကိုအင်ကွင်းလီဗာပူးကိုအင်ကွင်းနယူကာဆယ်ယူနိုက်တက်ကိုအဝေးကွင်းဆိုတော့သူတို့နိုဝင်ဘာ22အထိ international break down shop ပေါ့လေဒါအဲ့ international break ကကျွန်တော် November International Break ကကျွန်တော်တပတ်ရှိသေးတယ်အဲ့ဒါက November 9ရက်နေ့အထိ I International တပတ်ရှိတယ်အဲ့တပတ်ပေါ့လေထားပါတော့ကျွန်တော် Newcastle နဲ့ပွဲမတိုင်ခင် November International Break မတိုင်ခင်အထိမှာ Man City ကအိမ်ကွင်းမှာဒါ Everton Everton ကိုကံပဲ Aston Villa ကိုအဝေးကွင်းကံပဲဘိုးမောက်ကိုအိမ်ကွင်းပြီးရင် Liverpool ကိုအိမ်ကွင်းဆိုအဲ့မှာပွဲကနည်းနည်းခတ်တယ် Champions League မှာ Dortmund ကိုအိမ်ကွင်း Villarreal ကိုအဝေးကွင်းကြားထဲမှာ Swansea ဆိုကြံပြကြည့်လို့ရှိရင် City ပြန်လာပြီဒါမဲ့ rotary နည်းနည်းလေး fit မဖြစ်တဲ့ပြဿနာပေါ့လေ။ minute 30ကျော်မှ rotary injury ဖြစ်သွားတော့ Nico Gonzalez နဲ့လူစားလဲလဲရတယ်။ဆိုတော့ rotary ကတော့ပြောပါတယ်ပွဲပြီးမှကျွန်တော် hamstring injury တကောက်ကျောတန်ရအနေငယ်ခံစားရတဲ့အတွက်ကြောင့်လဲလိုက်တာဖြစ်တယ်ပေါ့။ဆိုတော့ကျွန်တော်တို့မျောနေထားတဲ့စိုးရင်ရတဲ့ဒုတန်ရမဟုတ်ဘူးဆိုတဲ့အတွက်ကတော်တော်လေးတင်းကောင်းဖြစ်စရာရှိတယ်။ဒါပေမဲ့ rotary မပါတဲ့အခါမှာ man city struggle ဖြစ်တာသိတာတယ်။ပထမပိုင်းတော့ဘလောက် comfortable ဖြစ်လဲပွဲကိုထိန်းချုပ်ထားတာလုံးဝလှုပ်လို့တော့မရဘူး။ Brandfu Nico Gonzalez ပါလာတဲ့အချိန်မှာနည်းနည်းပြောင်းသွားတယ် ိုက်တစ်ချက်က City တို့အထူးက concern ဖြစ်စရာရှိတယ်ဒါပေမဲ့တေချာတော့ City က step by step ပြန်လာနေပြီပြန်ကောင်းနေပြီ Manchester City ပြိတ်သက်တည်းသူတို့မမျော်လင့်ထားတဲ့အခြေအနေကလည်းအခုလိုမျိုးပြန်ပြီးတော့ race မှာ၃မှတ်กว่าနဲ့ရှိပေါ့ဘလို့ထင်လဲ City chance ရှိတာ City ဘလို့ ਨੇ now international break မှာ City ဘလောက်ထိအရေးပါမလဲသူတို့ထိုက်တဲ့ပြိုင်ဘက်ဖြစ်တဲ့ Liverpool နဲ့လည်းသူတို့ကန်ရမယ် Liverpool နဲ့လည်းကန်ရမယ်ဆိုအခု DR ဒီမှာ Man United နဲ့ကန်ပြီးပြီး Spurs နဲ့ကန်ပြီးပြီး Arsenal နဲ့ကန်ပြီးပြီးသူတို့က အာဆင်ကလီဗာပူးနဲ့ကံပြီးပြီလီဗာပူးနဲ့ကံပြီးပြီစီးတီးနဲ့ကံပြီးပြီယူနိုက်တက်နဲ့ကံပြီးပြီနယူကာဆယ်နဲ့ကံပြီးပြီလီဗာပူးကနယူကာဆယ်ရဲ့အာဆင်ရဲ့ဒါချက်စီရဲ့၃သင်းနဲ့ကံထားတယ်ဆိုတော့ဖီချာရရှိရင်အာဆင်ကပွဲအကျက်ဆုံးကိုဖျက်ထားပြီးအချိန်မှာမန်ချက်စတာစီးတီးတို့လီဗာပူးနဲ့တင်းကတိတ်မကွာဘူးဆိုတော့ဂွာဒီယိုလာရဲ့အသင်းပြန်လာနိုင်ပြီလားသူတို့ပြန်ပြီးတော့ယုံကြည်မှုပြန်ရပြီလားဟာလန်ကိုရီတိုင်းတိုင်းသွင်းလာတဲ့အချိန်ကစီတီအတွက်ဘလောက်ထိအားကိုးရမှာလဲဘလို့ထင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပြရပါအားလုံးကြည့်ကြပါမယ်